နောက်ထပ်စတင်မာလာ28ရက်နေ့တနင်္ဂနွေနေ့အတွက်နောက်ဆုံးရမိုးလေဝသခန့်မှန်းချက်တွေနဲ့အထူးသတိပေးချက်တွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။တိုင်ဖွန်မုန်တိုင်းဘူအလွိုင်းဟာလက်ပြန်ညပိုင်းမှာတော့တောက်တရုတ်ပင်လယ်ကနေ BNN ကန်ကြီးကိုဖြတ်ကျော်ဝင်ရောက်ပြီးအာရွတ်သွားတော့မှာပဲဖြစ်ပါတယ်။မနေ့ပြန်အတွက်မိုးရသုံးမှုခန့်မှန်းချက်တွေအနေနဲ့ဂျက်ခိုင်၊ကရင်နီ၊မကွေးတိုင်းနဲ့စကိုင်းတိုင်းအောက်ပိုင်းတို့မှာနေရာစစ်စစ်ကရင်မွန်တနင်္သာရီတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းနဲ့နေပြည်တော်တို့မှာနေရာကွက်ပြေးမှုကြီးနိုင်ပါတယ်။ ဒေတာအလိုက်အသေးစိတ်ခံမှန်မှုတွေအရကချင်ပြည်တွင်းကခြိဖွေးပန်ဝါလိုင်စာဒေါ်ဖုံရန်ဗမော်နဲ့မူမောက်တို့မှမုံများနိုင်ပြီးတောက်ကြချောင်ရည်နဲ့ရုတ်ရက်ရည်ကြီးမှုတွေကိုသတိပြုပါလို့တိုက်တွန်းလိုပါရဲ့ရှင်။ရခိုင်ပြည်တွင်းမှာတော့ရခိုင်ယူမတောင်တန်းဒေတာတွေမြောက်ဦးအမ်မအီနဲ့တောက်ကုန်းမြို့တွေမှာမုံများနိုင်ပါတယ်။ဒါ့အပြင်မိုးကုတ်မန္တလေးပြင်ဦးလင်းအောက်ပန်းနေပြီးတော့ဘောကလီကြောက်ကြီးနဲ့စထရီတင်ဒေတာတွေမှာလည်းမုံများနိုင်ကြောက်တည်ပြီးလိုပါရဲ့ရှင်။ ဧရာဝတီတိုင်းတွင်းမှာတော့တာပေါင်းကြောင်းကုန်ပန်တနော်ရွှေလောင်းကျုံမငေမုလမြိုင်ကျွန်းနဲ့ဘုတ်ကလေးမျိုးတွေမှာမိုးတင့်တင့်ကနေမိုးများနိုင်ပါတယ်။ကပ်ပလီပင်နယ်ပင်နယ်ဘင်္ဂလားပင်လယ်ော်တာဝိုင်းတို့မှာတော့မုတ်တုံလေအားကောင်းနေပါတယ်။နေတိုင်းလုံးဟာတနာယီကိုမှ30အထိတိုက်ခတ်နိုင်ပြီးလှိုင်းမြင့်ပေဟာ7ပေကနေ12ပေထိရှိနိုင်တာကြောင့်ပင်လယ်ပြင်ခရီးသွားတွေနဲ့ကန်ဒီကန်ဝေရေလောက်သားတွေအတွက်သတိပြုသွားလာကြဖို့တိုက်တွန်းလိုပါတယ်ရှင်။မိုးလေဝသပညာရှင်ဦးဝင်းနိုင်ရဲ့တုံ့တက်ချက်အရဘူအလွိုင်းမုံသားရဲ့အကျဉ်းချန်လေးတိုင်းတွေဟာ စက်တင်ဘာလ29ရက်နေ့30ရက်နေ့တွင်မှာမြန်မာနိုင်ငံအတွင်းဝင်ရောက်လာနိုင်ပြီးရှမ်းပြည်ကချင်ပြည်မန္တလေးတိုင်းနဲ့စကိုင်းတိုင်းထပ်ပိုင်းထိရောက်ရှိလာနိုင်ပါတယ်။ဘူအလွိုင်းမုံတိုင်းကျွန်းကျန်နဲ့ဘင်္ဂလားပင်လယ်အတွင်းကမုံတိုင်းငယ်တွေရဲ့အချိန်ကြောင့်ရခိုင်မုံနဲ့အေရဝတီတိုင်းတို့မှာမိုးပို့များလာနိုင်ပြီးကျန်ပြည်နယ်နဲ့တိုင်းပြည်မှာတော့မိုးတင်းတင်းရွာသွန်းနိုင်ပါတယ်။မိုးလေဝသဖြစ်စဉ်တွေဟာအချိန်နဲ့မျှပြောင်းလဲနိုင်တာကြောင့်ကျမတို့ CG Platform ရဲ့နောက်ဆုံးရမိုးလေဝသခန့်မှန်းချက်တွေကိုလည်းဆက်လက်စောင့်ကြည့်ပေးကြဖို့မြစ်တရရခံလိုပါရဲ့ရှင်။